ထွက်တယ်ထွက်သွားတယ်အဲ့ရပြောတာကျွန်တော်တို့ပန်ပွေးမှာတော့ကျွန်တော်တို့ဒီအတွင်းကိုလူများလာအောင်ဟောတယ်လူတိုင်းလာပြောတယ်ဒီနေရာကရေမထွက်ဘူးတဲ့အဲ့ရလေရေမထွက်ဘူးတဲ့ဘာဖြစ်လို့ဆိုရေကြောမမိဘူးတဲ့ဒါတို့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 ပဲတိတာကျွန်တော်တို့မတိကျွန်တော်တို့ကဖျားနိုင်တူတာတူတဲ့ကမှလာပြောတယ်နော်ခရိယန်တွေဆိုဆင်ရတွေဆိုလာဟာဆရာကြည့်လို့နော်တဲ့ရေမထွက်နိုင်ဘူးတဲ့ဒီနေရာတော့ရေထွက်တဲ့နေရာမဟုတ်ဘူးတဲ့ရေကြောမမိဘူးတဲ့အဲ့လိုပြောတာအဲ့ရအဲ့ရ ်ချုပ်ခရင်ဆရာကြီးကလာပြောတာဆရာကြီးပဲเนาะခရင်ပဲတရားဟောဆရာကြီးဒါသူတို့လာပြောတာတော့မမစေတနာနဲ့လာပြောတယ်เนาะဒီမထွက်ပြမဆိုမနေတူးရမှာလीเนาะဒါမဲ့ကျွန်တော်ပမော်ကလည်းကျွန်တော်ရဲ့တငယ်ချင်းပေါ့เนาะမိတ်ဆွေဆရာတယောက်တည်းကျွန်တော်ချင်တာဟာတဲ့ဒီညာကြီးမထွက်နိုင်ဘူးထင်တယ်တဲ့သူကတော့သူတို့ကကြည့်တယ်လေရေချောကြီးသူတို့ကနိုင်နားလေတော့ဒီမထွက်လို့နားဘူးတဲ့ပြောတယ်ဒါမဲ့ကျွန်တော်တို့ကဒီမထွက်နိုင်တဲ့နေရာကို ကျွန်တော်တို့တူးရင်မထွက်နိုင်ဘူးလားဆိုတော့ကျွန်တော်ကတူးရင်နဲ့အမအနှောက်ရှက်တွေရှိတယ်ကျွန်တော်ရေသွေးတူးတဲ့ခါမှာတော့အကောင်ရှိတယ်နော်အလိုလေးတွေ့တယ်ဆက်တူးတယ်မတူးအောင်ပါနော်စာတန်ကထုတ်ဒီနေရာမှာခြေထွက်မယ်ခြေကိုထွက်စီမယ်နော်ဆိုတော့ကျွန်တော်တူးရင်တူးနေเนาะအဲကျွန်တော်ရေတင်တင်လေးပဲပြီး20ကျော်30ပဲเนาะတချို့ဆိုပြီး50 80လောက်ပြီးရပါတယ်30နဲ့ရေထွက်တဲ့ခါမှာလူတိုင်းအောင်ဟောတယ် ကျွန်တော်တို့ရေပြင်းကိုဟောနော်လေးရေဖက်လို့အော်ဒါကျွန်တော်တို့လည်းနော်ဒါဘာအပြစ်ထွက်တာလဲဘာလို့အပြစ်ထွက်တာလဲခင်ဗျာဒီခင်ဗျာအပြစ်ထွက်တာအဲ့ရပွဲပြောတာပွားများချင်းဆိုတယ်မမြုံဘူးတော့ကြောင့်မို့အော်ဒီဖရားရဲ့တန်သမီးတွေကရောက်တဲ့နေရာမှာဗျာစီးပွားကြီးမဖြစ်ဘူးစီးပွားကြီးမဖြစ်တဲ့နေရာမှာသူကဖရားရှိခိုးတယ်ဖရားနဲ့တွားတဲ့အခါကျတူမဖြစ်တဲ့နေရာမှာသူချိန်နေလိုက်မဖြစ်ဘူးလားဖြစ်တယ်အဲ့ရပြောတာ အဲ့ဒါပြောချင်းကပြောချင်းဖြစ်တယ်နော်ဒါကြောင့်တင်းရဲ့ပြည်တွင်နဲ့ကိုဝင်ပြက်တဲ့တော်ဝါမြုံတဲ့တော်ဝါတွေပါလေကင်းလို့နေမယ်အဲ့ကျွန်တော်တို့ကဘယ်နေရာပဲတော်တော်အောင်မြင်ချင်တယ်နော်ဖရားကောင်းကြီးခန်းစားချင်တယ်ဆိုရင်ကျွန်တော်တက်တာမှာလုပ်ရမယ့်အရာဘာပဲလဲဖရားကိုကိုးကွယ်ဖို့မလိုဘူးလားကိုးကွယ်ဖို့ပဲအတိအားကြီးကြီးလုပ်ဖို့ဖရားမပြောခွင့်တယ်မလားဘာပဲလုပ်ဖို့ဖရားကိုကိုးကွယ်ဖို့ဖရားရှိခိုးဖို့ပဲပြောခွင့်